တချောင်းတကာရာတရားတပုတ်ဆန်းဆိုသလိုမြန်မာနိုင်ငံအတွင်းဒေသကိုအစွဲပြု၍နမေကြီးသောအစားအစာများစွာရှိပြီးဒေသအစားအစာများအရေးအသွေးကောင်းပြီဆိုရင်ဖြင့်ရှင်ရင်းဆွဲအရက်ဒေသအမည်နဲ့တွဲဖက်ပြီးနမေကြော်ကြားထင်ပေါ်လေးရှိကြပါသည်ဒေတာအစားစားလို့ဆိုရမှာတဘာဝအတိုင်းထွက်ရှိရဲ့တင်းနံတားငါးနေပြုပြင်စီမံထုတ်လုပ်တဲ့ထွက်ကုန်ရဲလို့နှစ်မျိုးရှိကပသိန်ဟာလဝမန္တလေးထုံမုံ တပွဲမုန်ကလင်မဲတို့မှာဒေသထွက်ကုန်များပဲဖြစ်ပါတယ်။အမဲသားငါဝတ်သားတို့ကို တာရှိခံအချောက်ခံပြုပြင်ပြီးစားသုံးကြရမှာဝတ်ဥချောင်းငချောက်ငပိတို့ကိုရရှိသလိုအစားအစာများကို အချင်းပြုလုပ်ပြီးစားသုံးကြရမှာငဖဲ့ချင်းပစွန်ချင်း ဝတ်သက်ချင်းငါးကြီးချင်းငါးလေးချင်းတို့မှာအခြေခံပြုလုပ်ပုံချင်းတူညီကြပြီးထဲ့သွင်းတဲ့အမည်ပစ္စည်းကွာချာဟာ အယတာပုံစံမတူကြခြင်းလည်းဖြစ်ပါရင်စကိုင်းတိုင်းဒေသကြီးအေရီမြကန်းပြည်မှာတည်ရှိရေကတာမြို့မှာဆိုရင်ဖြင့်ကတာမြို့နဲ့အတူရှင်တွဲကအမှတ်ရစေနိုင်အောင်ပင်ကတာငချင်းကအရသာရှိလာပါပြီ ကတားခရံအတွင်းအင်းလုပ်ငန်းအများပြားရှိပြီးအင်းကြီး84အင်းရှိကအင်းတွင် ရေချိုး9မျိုးစုံရရှိနိုင်ကကတားတစ်မျိုးလုံးငချင်လုတ်တယ်ပွဲယုံ9ယုံရှိပါတယ်ကျွန်တော်တို့9လုပ်ငန်းဥတီဌာနအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီကတားမျိုးမှာရှိတဲ့ငချင်လုပ်ငန်းတွေကိုဝယ်ယူစုဆောင်ခွင့်လိုင်စင်ယူတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အစားအသောက်နဲ့ဘေးဥပက်မဖြစ်အောင်လို့ကျွန်တော်တို့ဘိုင်းဝန်းကောက်ပေးကြတယ် ရေးစေးတာအစားခြင်တွေတာကအစားကျွန်တော်တို့ထုတ်ပိုးတဲ့ပစ္စည်းတွေအစားစနစ်ချဖို့အတွက်ဒီနေ့နေ့ပြီးတယ်အဲကျွန်တော်တို့တွေဆွေးနွေးကြတယ်သူတို့လုပ်ငန်းဝင်ကိုဝင်ရောက်ကြည့်ရှုတယ်ခြင်တွေတာကတော့ဓာတ်ရုပ်ပစ္စည်းလုံးဝမပါဘဲနဲ့သူတို့တုံးဆွဲနေတာကိုကျွန်တော်တို့မြင်ရတဲ့အတွက်ကြောင့်ဘာပဲပြောပြောကျွန်တော်တို့ organic ပစ္စည်းတွေတစ်ခုတုံးဆွဲရတယ်နောက်တစ်ခုဒီကတာမျိုးကငါးလုပ်ငန်းရှင်များအားလုံးကရေခဲတုံးခဲတယ်စာမျက်များတုံးရတယ် ဒါဒီမျိုးရဲ့ထူကြတဲ့တခုကတားငချင်းလုပ်ငန်းမှာရှေးရခိုင်ကလေးကပင်မိယိုးဖလားလုပ်ငန်းတစ်ခုဖြစ်ပြီး အခြားမျိုးကြီးများအထီးဈေးခွက်ချက်ထွင်ကဗမောက်ကောလင်းဝင်းတို့ပင်လေဘူးရွှေဘုံမုံရမျိုးများအထီးတင်ဖို့ရောင်းချလျက်ရှိပါတယ်ကျွန်တော်ရလောက်သက်ကတော့ဒီငါးလုပ်ငန်းလုပ်ကြဆိုတော့နှစ်ပေါင်း20ကျော်လောက်တော့ရှိပါပြီဒီလုပ်ငန်းကြတော့နည်းနည်း ပင်မန်းတဲ့အခါကျတော့ရေတပိုင်းကုန်းတပိုင်းအဲ့လိုလှုပ်ယူရတယ်ဆိုတော့ဟိုတာနေလဲလက်ကိုလဲဝင်ပါတယ်ဒီလုပ်ငန်းအနုစိတ်တာနေသွားတာပေါ့အဲ့ဒါအခါကျတော့တချို့တော်တော်လူတွေလည်းမနှုတ်နိုင်တဲ့လူတွေလည်းအဲ့လိုထွက်သွားရလဲရှိတာပေါ့ဒါပေမဲ့ကိုအများအားလှုပ်နေကြတဲ့လူတွေကြမှာတာနေဒီလုပ်ငန်းကရေရှည်လှုပ်လို့ရတာအဲသူတို့ကပဲအများအားနှစ်တိုင်းအဲ့လိုတိုင်းတိုင်းအများအားခော့ခော့ထားရတာပေါ့အမျိုးသမီးတွေကျတော့ဒီ ငါချိဖောက်လုပ်ငန်းတို့ပါတို့ဝင်လုပ်တယ်။ငါဒီကျွန်တော်တို့ငချင်းဖြစ်သေးတဲ့အလကတ်လေးတွေပါလေပေါ့အပေါ်ကနေပြီးတော့အဲ့ဒါမျိုးလေးအကောင်ခွဲအကောင်ခတ်တို့အဲ့လိုလုပ်တယ်အမျိုးသမီးရဲ့ခန္ဓာနေကြတော့ယောက်ျားလေးတွေကြတော့ခါကြတော့ဒါတို့ဖောက်ပြီးတော့ရေစေးကျုံအဲ့ဒါမျိုးပေါ့နောက်ပိုင်းကျတော့ရေစစ်စစ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီငချင်းတို့ထဲမှာတို့ကထမင်းနဲ့ငါးနဲ့စားနဲ့အဲ့လိုပလော်ပြီးမှဒါငချင်းကိုအဲ့လိုဖောင်းရတယ်ညက်ရတယ်ကြပွေးတစ်ခုနဲ့တစ်ခုအဲ့ဒါမျိုးပေါ့ပြီးရင်အဲ့လိုမျိုးတိတ် အပီစီပေါ်လေးနော်အဲ့ဒါမျိုးဂုတ်ထိုးအဲ့ဒါမျိုးပဲစာသူတို့ယောက်ျားလေးအပိုင်းကအဲ့လိုလုပ်ရတယ်ထမင်းချက်တာလည်းယောက်ျားလေးအပိုင်းမှာပဲကျွန်တော်တို့ကတာကြတော့လေကတာရဲ့ဒီမိယိုးဖလာအဲ့လိုလုပ်ခဲ့ကြတာကျွန်တော်တို့ကြတော့ဘယ်လိုလဲဆိုတော့ဒီအကောင်ကြီးကိုအများဆုံးအဓိကထားပြီးတော့လုပ်တော့ကွာကျွန်တော်တို့ဒီအပိုင်းဘက်တွေပါလေကြတော့ဟိုတဖန်းငိုင်းတော့ဘာလို့ပဲကြတာသူတို့ကြတော့အစီတောင်ဓာလိချင်းခေါ်တာပေါ့ကျွန်တော်တို့အဲသူတို့ကတော့အဓိကအဲ့လိုထားပြီးလုပ်တာများတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကြတော့ဒီဘက်ကြတော့ ည်းနည်းရေချိုငားဆိုတဲ့အခါကျတော့စားသုံးလို့လည်းပို့လို့ကောင်းတယ်ပေါ့လေငါပေါ်တော့လာရသည်များမှာကတားငချင်းအလုတ်ယုံများမှာလေလုတ်သားပေါင်း30ချောမှ50ချောအထိရှိတတ်ပြီးတော်တဲ့လင်းလာမှတကူးလာအထိငချင်းလုပ်ငန်းကိုလုတ်ကိုင်းရသလို နယုံဝါဆိုပါကောင်လားများမှာငါးတပေါက်တော့ရသည်မူငါးဖန်းချင်းလုပ်ငန်းများရနာကငချင်းလုပ်ငန်းများလေးခတနာကြပါရဲ့ငပြဲငလူပေါက်လေးများကိုငါးလေးချင်းအနေဖြင့်၎င်းမြင့်ငချင်းများကိုငါးကြီးချင်းအနေဖြင့်၎င်းပြုလုပ်ကြပါရဲ့ကတားငချင်းမှာငါးလေးချင်းကို လူချိုင်းများပြီးအများဆုံးဝယ်ယူစားသုံးလေးရှိကြပါရဲ့ငချင်းလုပ်တဲ့လုပ်ငန်းခွန်လေးခွန် social volume တော့ဆိုတဲ့စံသုံးမျိုးကိုသုံးနေတယ်မှာတော့ဒီဆိုင်ကတော့ volume တော့ကိုသုံးတာပေါ့ဒီနေ့ချက်ထားတဲ့ဆံကတော့ volume တော့ပါပဲကျွန်တော်တို့ချက်ပြီးနှစ်ပြည့်ဆံကိုခမင်းဖြစ်သွားပြီပေါ့ခမင်းဖြစ်သွားတဲ့အခါမှာဒါကျွန်တော်တို့ဒေးခံတာဆံကတလုံးချင်းဖြစ်နေမယ်ဘေးမှာအဆင်းညော်မရှိဘူးပြောင်းနေမယ်ဒါပေမဲ့ခမင်းကိုသွားစားကြည့်လို့ရှိရင်လည်းပဲနဲ့နေမယ်မမချက်တယ်ဆိုတဲ့သဘောမျိုးပေါ့ဒီသားတို့ကသိစီပေါ်ပေါ်လောလောရတဲ့ အပူငွေ့ကိုထိနိုင်တယ်ချင်းပြန်နှုံးကိုလည်းပဲသူကထိနိုင်တာဖြစ်တယ်သူဆောင်းအများဆုံးအင်ဘက်ကိုတုံးရတယ်ရှင်လုပ်ဖို့ဆိုရင်စားရတယ်စားလို့ကျွန်တော်တို့ငချင်းအချင်း30ဆိုလို့ရှိရင်သုံးပိတ်တာကနေပြီးတော့နောက်ပိတ်တာတုံးတယ်ဆန်အေးခန်းချင်းလုံကလည်းပဲအနည်းဆုံးတစ်ပိုင်တော့တုံးရပါတယ်ပြီးတော့ရက်ခက်ပေးရတယ်တစ်ခါလေးလျှက်စစ်နေနေတဲ့နေရာမျိုးမှာဆိုတော့ပန်ကားနဲ့ဟုတ်ပြရတော့အဲ့ဒါကတော့ခေါင်းဖြတ်ပြီးတဲ့ငားတွေကတော့တန့်စင်အောင်တို့ဒီပြေးသေးတယ်ရေးသေးပြီးတဲ့အခါမှာပြီးရဲ့အခါမှာ ိုစားလို့တယ်စားလို့ပြီးပြီစစ်ရင်စစ်ပြီးတဲ့အခါမှာဒီစီပိုင်းထဲမှာငားရယ်သမိုင်းရယ်စားရယ်သူတို့ရက်တွေတာခေါ်နေစတော့လောတယ်လို့ခေါ်တယ်မှမှာတော့တမအောင်မှုကြတာပေါ့စံစီလေးတွေတွေ့လို့ရှိရင်ခြေရတယ်ငားလေးတွေလုံးလို့ရှိရင်လည်းခြေရတယ်ပြီးလို့ရှိရင်ငားနဲ့စံသမိုင်းနဲ့မြသွားအောင်လည်းပဲမှုရခြင်းဖြစ်တယ်ဒီငားကိုလက်ဆောင်နဲ့ပြန်ပြီးထောင်းအောင်ပေါ့သူ့ထောင်းပွဲဝါပြီဆိုလို့ရှိရင်တော့အခုဒါ မချင်ဟိုရောက်ဖို့အတွက်ငချင်ထည့်ပြီးတော့ပြောလို့ရပြီပေါ့ကျွန်တော်တို့တိတ်ပြီးသားငချင်ကိုအလေးချိန်ချိန်တာပေါ့အဲ့တော့ကတားပေါ်မှာဆိုရင်တော့၁၁ပိတ်သားဒါပေမဲ့ငချင်အသားကြီးပဲကအချိန်၁၀ဖြစ်မယ်တောင်းတဲ့ခဏရတပိတ်သားရှိတယ်အဲ့တော့အတရင်ကုန်ချိန်ကအချိန်၁၀ပေါ့ဒီငချင်ကိုကျွန်တော်တို့ဒီမရက်ကျော်၃ရက်ထားတဲ့အချိန်မှာစဆားလို့ရတယ် ၃ရက်ကျော်တဲ့အချိန်မှာတော့အကောင်းဆုံးအချိန်ဖြစ်ပြီးတော့၃ရက်ကျော်သွားပြီးတော့စားလို့ကောင်းတဲ့အချိန်ကနေပြီးတော့နောက်ပိုင်းမှာထားမယ်ဆိုရင်တော့ရေခဲတစ်တာတွေမှာထိမ့်သိမ့်ပြီးတူလောင်ထားပေါင်းလိုက်ရတယ်။ဒီကိုအချိန်300 400 500ထိရောက်ထုတ်နိုင်ပါရဲ့။ဒီရှိရကတာကတော့ငပြက်ကလေးကိုအများဆုံး300ရရှင်။ငါးလေးချိန်ကအများဆုံးရောင်းရပါရဲ့ရှင်။ ကတငချင်းလုပ်ငန်းရေရှိရှင်တန်ရင်းနေငချင်းလုပ်ငန်းမှာပါဝင်ကလုတ်ကင်ကြရီဒေသခံပြည်သူများရေဖြူစင်မှုတလိများကိုလည်းတွေ့မြင်နိုင်ကြမှာဖြစ်ပါသည်ဒီစားလုံစားတာတော့ရှင်းနေလောက်တော့ရှိပုံမှန်တော့မရှိဘူးဒါပေမဲ့ငါကြီးလို့ရှင်လဲ၄000 5000လောက်ရတယ်ဒီလိုငါသေးလို့ရှင်လဲ3000လောက်ရတယ်ကိုကနဲ့ကိုဒီလိုလေးလုတ်စားပြီးမှ तू က6လလုတ်ပြီးရင်6လနားတယ် तू ကဘာလို့လဲဆိုတော့ ငါကလည်းဒီအချိန်6လပဲပေါ်လေတနေ့တနေ့ငါလာလာတယ်လို့ရှင်ငါများလို့ရှင်အချိန်3ရက်90လောက်တော့ပြီးပါရဲ့ရှင်ငါတအားများလို့ရှင်ငါကြားတဲ့အချိန်တွေဆို80လောက်ပြီးရဲ့ရှင်အားနေအချိန်ကြောင့်ရှင်ကုံကြောက်ဆိုင်တွေမှာတမီတို့လကစားဝင်လောက်ပါရဲ့ရှင် တတငချင်းမှာထူးခြားတဲ့အရသာပေးစွမ်းနိုင်မှုကတော့ငချင်းကိုအသုံးပြုတဲ့ငပြက်မှာလက်ဆက်နုနေပြီးကြောစိမ့်လေးနဲ့ဖြူဖြူလေးရှိနေတဲ့အတွေ့ငချင်းလုတ်တဲ့အခါအရသာကောင်းမွန်စေပြီးကြာရှည်ခံအောင်သုံးဆွဲဓာရုပစ္စည်းများမပါရှိပေတဘာဝအရသာအတိုင်းရှိနေတဲ့အတွေ့အော်ဂန်နစ်စားသောက်ကုန်တစ်မျိုးလေးဖြစ်ပါတယ် ထုတ်ပိုးမှုမှာလေတဘာဝအတိုင်းထွက်ရှိရဲ့အင်ဘတ်နဲ့နှီးတောင်းများကိုအသုံးပြုထုတ်ပိုးတဲ့အတွေ့တန့်ရှင်းကကြီးလက်ဆက်နေချစ်စပွဲထုတ်ပိုးမှုကို တွေ့မြင်ရမှာဖြစ်ပါတယ်ညီမတို့ရဲ့ချစ်စရာဒလေးတစ်ခုလို့ဆိုရမှာဖြစ်တယ်။ခရီးအပြန်လက်ဆောင်ဝယ်ပေးလို့ရှိရမှာတော့ကတာမျိုးကိုရောက်ရင်မပါမဖြစ်ဝယ်ပေးရမယ်ဒေတာအစားအစာလက်ဆောင်ကတော့ကတာငချင်မဲဖြစ်ပါတယ်။ ကတားငချင်းကိုစားသုံးခြင်းဖြင့်ကတွင်ရှင်းစီတဲ့အရာသာနဲ့အတူထမင်းမိန်စီတဲ့ဟင်းတစ်ခွက်လည်းဖြစ်ခါထမင်းဝိုင်းမှာငချင်းတက်ကလေးပိုင်းဖြင့်ဂရင်းကောင်းစီတဲ့အရာသာကိုရရှိစေမှဖြစ်ပြီးလူမျိုးမွေချညက်သက်တဲ့အစားအစာလည်းဖြစ်ခါကတားငချင်းမှာကတားမြို့ကိုကျော်လွန်ကမြို့အနှံ့ကိုဆွဲဆောင်လျက်ရှိပါကြောင်းကတားမြို့ကိုဖော်ညွှန်းနေကတားငချင်းဒေသအစားအစာအစီအစဉ်ကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်